မန္တလေးတိုင်းတွင်ကရွေးကောက်ပွဲကျမှာမဲ့မြို့နယ်တချို့မှာစုံစုကမဲဆင်းတွေကတ်ထားပြီးတော့မြို့ကန်တွေကိုမဖြစ်မနေသွားကြည့်ကြဖို့စုံစုကဖိအားပေးခိုင်းစေနေရလို့မြို့ကန်တွေကအမတ်ပီကိုပြောပါရယ်။အော်တိုဘာ17ရက်မနေ့ပိုင်းကမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာစုံစုကမဲဆင်းလိုက်လံကောက်ယူတာတွေပြုလုပ်ခဲ့ပြီးရက်ွက်ရုံတွေမှာကတ်ထားတဲ့မဲဆင်းတွေကိုလည်းမဖြစ်မနေသွားရောက်ကြည့်ရှုဖို့ဖိအားပေးခိုင်းစေနေရလို့မန္တလေးမြို့ကန်တို့ကပြောပါရယ်။စုံစုကမဲဆင်းကတ်တာတွေကို ရက်ခွက်အလိုက်အုပ်ချုပ်မှုတွေကတဆင့်တိမ်တယောက်မဖြစ်မနေလာရောက်ကြည့်ရှုခိုင်းတာဖြစ်ပြီးတော့မဲပေးတဲ့အချိန်မှာလည်းမဖြစ်မနေမဲပေးရမယ့်အခြေအနေမျိုးချင်းချောက်ပြောဆိုနေရတွေရှိတယ်လို့ဆိုပါရယ်မဟာအောင်မြင်မြို့နယ်38လမ်း82လမ်းနဲ့82လမ်းကြားကဓမ္မယုံမှာလည်းစောစုကမဲစင်းကောက်တာနဲ့ပြုပြင်တာတွေပြုလုပ်နေပြီးတော့ရက်ကွက်တဲကတိုင်တယောက်မဖြစ်မနေလာရောက်ခိုင်းတာမျိုးကြောင့်သွားရောက်ခဲ့ရတယ်လို့မြို့ကန်တချို့ကဆိုပါရယ် လာမယ့်ဒီဇင်ဘာလမှာစုံစုထိန်းချုပ်လို့ရတဲ့မြို့နယ်တချို့မှာရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ပြည်သူတွေကိုအတင်းအကျပ်ဖိအားပေးလုံဆောင်နေရဖြစ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရအင်အကြီးအပါအဝင်အတိုက်ခံအင်အားစုတွေတော်လိုင်းအင်အားစုအဖွဲ့တွေဘက်ကလည်းစုံစုရွေးကောက်ပွဲကိုမပါဝင်ဖို့တောင်းဆိုနေကြပဲဖြစ်ပါတယ်။